โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုဂျူရီရဲ့နံပါတ်1ဗီဒီယိုရဲ့နေပြီးတော့အားလုံးအဖြစ်နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်လည်းမအားလို့ဗီဒီယိုတိတ်မလုပ်ဖြစ်ပါဘူးအဲ့တော့ကျွန်တော်ဒီနေ့ကစားပြပေးမှာကကျွန်တော်တို့ဖဲစီတဲ့ပုံစံပါโอเคကျွန်တော်မိရတယ်ဖဲဘလို့စီလဲဆိုတဲ့ပုံစံကိုကျွန်တော်ဒီနေ့တပိုင်းစီခွဲပြီးတော့ကျွန်တော်ကစားပြမှာပေါ့နော်အော်ကျွန်တော်လုပ်ဒီရဲ့ပိုင်းနဲ့ကျွန်တော်လုပ်ရတာအများကြီးတော့တိတ်ပြီးတော့ပြမလုပ်ဖြစ်ဘူးအဲ့တော့ဒီဗီဒီယိုလေးမစခင်မှာကျွန်တော်တခုလောက်ပြောချင်တာကတီဗီတက်ဗီတာ CID ကကြော်သွားပါ

။ဟောဒီတိကနေ့လေးထီကိုကျွန်တော်ကဒီနေ့ဒီဗီဒီယိုမှာကျွန်တော်မသုံးဘူးပေါ့နော်။အဲဒီကောင်းလေးပေးဖိထားလိုက်မယ်။ငါးလေးရွက်ရှိတာကိုကျွန်တော်ငါးနှစ်ရွက်သုံးမှာပေါ့နော်။နှစ်ရွက်ကိုကျွန်တော်ပေးဖိထားလိုက်မယ်။တစ်ဆယ်ကိုလည်းအဲ့လိုပဲကျွန်တော်နှစ်ရွက်သုံးမယ်။နှစ်ရွက်ကိုပေးဖိထားလိုက်မယ်။ကလာဖေးကတော့ကျွန်တော်တို့လေးသုံးလေးစနစ်ဆိုတော့12ရွက်ရှိတဲ့အတွက်ကျွန်တော်6ရွက်သုံးမယ်။6ရွက်ကိုပေးဖိထားလိုက်မယ်ပေါ့နော်။โอเค6ရွက်ကိုကျွန်တော်ပြေးဖြေထားတယ်ဒီထဲမှာ6ရွက်ပါโอเค ကျွန်တော်ဒီမှာကဒါကိုကျွန်တော်တို့အသေးတစ်ပိုင်းလို့ခေါ်ရပါတော့ဒီကောင်းလေးကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်မသုံးပါဘူးမသုံးဘူးဆိုတဲ့အတွက်ကျွန်တော်ပြဖိထားလိုက်မယ်အဲ့တော့ကျွန်တော်ဒီကောင်းကိုသုံးမယ်ပေါ့နော်အာဒီကောင်းကိုကျွန်တော်သုံးမယ်အဲ့တော့ဖဲဘလူစီလဲဆိုတော့ကျွန်တော်တို့ကတကူတကလိုက်စီစရာမလိုပါဘူးအဲ့တော့ဘယ်နံပါတ်ကဘယ်နေရာမှာရှိရမယ်လို့ကျွန်တော်တို့သတ်မှတ်ထားပြီးတော့ဖဲရိုက်တယ်ဆိုလို့ရှိရင်တော့ဒါကဖဲခိုးတဲ့နီးဖြစ်သွားပြီပေါ့နော်ကျွန်တော်ကစားပြတာကဖဲခိုးတဲ့နီးမဟုတ်ဘူး ကျွန်တော်တို့ဖဲကိုကျွန်တော်တို့ကဘယ်လိုပြောရမလဲကိုလိုချင်တဲ့အရွက်တွေကိုကိုလိုချင်တဲ့နေရာကိုကျွန်တော်တို့ control လုပ်ထားတာပေါ့နော်ဒါပေမဲ့ဒီ video မှာတော့ကျွန်တော်တို့ control လုပ်တဲ့အဆင့်မပါသေးဘူးပေါ့နော်အဲ့တော့ဖဲကိုဘယ်လိုစီရမလဲဆိုတော့ပဲကျွန်တော်ရှင်းပြပြန်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့တစ်ချက်တော့ကစားကြည့်မယ်အဲ့တော့ကျွန်တော်အပေါ်ဝေရောအောက်ဝေရောကစားပြမယ်အပေါ်ဝေကြီးမိတဲ့လူကလည်းဆရာကြီးသိမလုံနဲ့အောက်ဝေကြီးမိတဲ့လူကလည်းဆရာကြီးမလုံနဲ့ဘာလို့ဆိုတော့ဖဲကစားတာကတနည်းတနည်းကစားနိုင်ပုံစံချင်းမတူတဲ့အတွက်ကြောင့်အပေါ်ဝေကစားသူ ကစားတဲ့ဝိုင်းရှိတယ်လို့အောက်ကဝေပြီးကစားတဲ့ဝိုင်းလည်းရှိတယ်လို့လက်နဲ့ကင်ပြီးဝေလို့ရတဲ့ဝိုင်းတွေလည်းရှိတဲ့အတွက်ကြောင့်ပါအဲ့တော့ကျွန်တော်ပုံစံအမြတ်အကုန်လုံးကျွန်တော်ကစားပြပြီးတော့နော် Okay ဒါကကျွန်တော်တို့ဖဲစီတာလည်းမဟုတ်ဘူးဘာမှလုပ်တာမဟုတ်ပုံမှန်ကလေးမန်ထိုးတာလည်းထိုးလိုက်တာပဲအဲ့တော့ကျွန်တော်ဒီမှာကတော့ကျွန်တော်ဖဲမချိုးတော့ဘူးနော်ဒါဆိုတော့သဘောတရားကိုပဲကျွန်တော်ရှင်းပြမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အပေါ်ဝေး9ရင်စသီးလိုက် အဲ့တော့ကျွန်တော်ဒီဗီယိုထဲမှာကျွန်တော်ကတော့ဖဲမဆွဲဘူးเนาะဖဲမဆွဲပေးနေကျွန်တော်ဖဲရွက်ဒီအလုပ်လုပ်ဖို့မဲ့ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်6 4ရှိကြမယ်ဘူးရှိတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါငါးပေါ်ပဲရှိတယ်ဗောနော်အဲ့တော့ဒီထဲမှာကျွန်တော်တို့ကဘူကြနိုင်မဲ့အရွက်ကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်10နဲ့ကလာကဘူကြနိုင်တဲ့အရွက်ဗောနော်အဲ့တော့10နဲ့ကလာဘူကြနိုင်တဲ့အရွက်ဆိုတော့ကျွန်တော်ဒီနည်းရွက်ကိုကတ်ထားလိုက် ။ဘာကြောင့်ကတ်ထားလဲဆိုလို့ရှိရင်ခွဲထားလိုက်လို့ရှိရင်နောက်တစ်ချိန်ပူလာပြန်ကြမှာဆိုလို့ဒီနှုတ်ကိုကျွန်တော်တို့ကတ်ထားလိုက်တယ်။ဟုတ်ပြီနော်။ကတ်ထားပြီးတော့ကျွန်တော်ဖဲမကောင်းတဲ့အရွက်တွေကိုကျွန်တော်တို့ဒီချက်တော့ကြည့်တယ်မယ်ဒီကောင်ပေါ့နော်။ဒါဒီကောင်မိဒီကောင်ဒီကောင်မိဒီကောင်ပေါ့။အဲ့တော့ကျွန်တော်တို့ကအစင်လိုက်ဒီတိုင်းကျွန်တော်တို့လိုက်ကောက်။ဟုတ်နော်။ Okay ။ပြီးကျွန်တော်တို့အပေါ်ဆုံးကနေပြန်တင်လိုက်။တင်လိုက်ပြီးကျွန်တော်ကလဘန်တစ်ချက်ပဲထိုးပါမယ်။ဘာကြောင့်လဲဆိုတော့ဖဲတွေ အများကြီးကွဲသွားမှာတော့တစ်ချက်ပဲထိုးရင်ကျွန်တော်တို့တိအိမ်ပဲချပါမယ်ခုနကရွက်တရားပေါ့နော်အဲ့တော့နောက်တစ်ခေါက်ကျွန်တော်တို့တစ်ချက်ပြန်ဝင်ကြည့်မယ်။ဘယ်ဖဲတွေကကျွန်တော်တို့ဘူကြနိုင်လဲဆိုတော့ကျွန်တော်တို့တစ်ချက်ဒီလိုက်လေ့လာမယ်ပေါ့နော်။ ဒါဆိုရင်ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှိရင်ခွန်အကြီးဆုံးပေါ့နော်ခွန်ရဲ့အောက်မှာဆိုလို့ရှိရင်အဲကျွန်တော်တို့နိုင်တဲ့အိမ်တွေပါဆိုတော့ကျွန်တော်တို့ရှုံးတဲ့အိမ်တွေပါတော့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အကြီးလိုင်းကင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘလို့ကစားရလဲဆိုလို့ရှိရင်အာတော့အိမ်ပေါ့နော်ငိုင်းကစားရတဲ့ဆိုလို့ရှိရင်ဒီဘက်နှစ်အိမ်အပါဝင်ကျွန်တော်အိမ်နဲ့ဆိုတော့အိမ်ပေါ့နော်ဟိုဘက်နှစ်အိမ်ထူးသားလေးအိမ်ရှိတယ်ပေါ့နော်လေးအိမ်ရှိတဲ့ထဲမှာကျွန်တော်တို့ကနှစ်အိမ်ကိုအနိုင်ကစားမှာလားသုံးအိမ်ကိုအနိုင်ကစားမှာလားတော့ဝိုင်းလုံးကတော့ကျွန်တော်အနိုင်ကစားလို့မရဘူးဘာလို့လဲဆိုတော့အချိုးတဲ့လူကကို့ အတွက်ဒီဘယ်လိုပြောမလဲငါးရွက်စာချိုးသွားတာမဟုတ်ဘူးเนาะကိုဖဲစီထားတဲ့နေရာကငါးရွက်ကနေချိုးရတယ်ဆိုလို့ရှိရင်တော့ကိုကတဝိုင်းလုံးနေမှာဒါမှမဟုတ်ဘယ်နဲ့ तू ကကိုဖဲစီတဲ့နေရာကဒီလိုဥပမာဒီရွက်20စာလောက်ကျန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကနိုင်ဘူးကနှစ်အိမ်နိုင်မယ်ဒါမှမဟုတ်သုံးအိမ်နိုင်မယ်ဒီလိုပဲရှိမှာပေါ့เนาะအဲ့ဒါမှကိုကအစအနေမြောက်ကြည့်ပြီးတော့ကျွန်တော်တို့စားမှာပေါ့เนาะအခုဆိုလို့ရှိရင်ကျွန်တော်ကဒီမှာဆိုလို့ရှိရင်တို့နိုင်တယ်ဘောတော့တည်မနိုင်။ Okay အဲ့တော့ကျွန်တော်တို့ကဖဲပြန်ကောင်းဖဲပြန်ကောင်းတဲ့အချိန်မှာကျွန်တော်အသေးဆုံးဖဲတွေက အသီးဆုံးဖဲတွေကိုကျွန်တော်တို့အပေါ်ဆုံးမှာတင်မှာမှုလို့တဲ့ကြောင့်ဒီကောင်လေးကိုကျွန်တော်တို့အမှတ်ထားဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့နှိပ်ရွက်တဲ့ကစားတဲ့ရှိမှာဆိုလို့ရှိရင်ကျွန်တော်ခုနတပွဲရှုံးနေပေါ့နော်အခုတပွဲကတော့ကျွန်တော်နိုင်နေပေါ့နော်တေးရင်ပဲရှုံးတာပေါ့โอเคအဲ့တော့ကျွန်တော်နောက်တပွဲကျွန်တော်ဆက်ပြီးတော့ဝေကြီးလိုက် ျွန်တော်တို့9ပေါက်ပဲဟုတ်ပြီနော်9တဲမှာမှာကျွန်တော်တို့9ပြည့်သလိုနေအုံရှုံးမယ်နေအုံနိုင်မယ်အဲ့တော့အကြီးလိုင်းကင်လိုက်တဲ့ထင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကအမြဲတမ်းအကုန်လုံးကိုကျွန်တော်တို့မရှုံးဘူးနော်အကုန်လုံးမရှုံးဘူးကျွန်တော်တို့တဝက်တဝက်စီပဲကျွန်တော်တို့ကနိုင်မယ်ဆိုလို့တဲ့ပေါ်နော်တဝက်တဝက်စီပဲနိုင်မယ်အဲ့တော့ကျွန်တော်တို့ပြန်ကောက်မယ်ကျွန်တော်တို့အသေးဆုံးဖဲတွေကိုကျွန်တော်တို့အောက်ဆုံးမှထားအောက်ဆုံးမှမဟုတ်ဘူးเนาะဒီမှာကတ်ပြီးတော့ကျွန်တော်တို့အပေါ်ဆုံးတင်လိုက်တာပေါ့เนาะ အဲ့လိုမျိုးတင်လိုက်တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဟာဒီနောက်တစ်ခေါက်ကျွန်တော်တို့ရှိလာပြန်ကြမှာဆိုလို့ပေါ့နော်။ပြီးရင်ကျွန်တော်တို့ clip ပဲတစ်ချက်ပဲထိုးပါမယ်။ဒီလိုဒါဆိုကျွန်တော်၃ဘွဲပြီးရဲ့ပေါ့နော်။၃ဘွဲကိုကျွန်တော်တို့တဝက်တဝက်စီပဲနိုင်အောင်တွေးလိုက်မယ်။ Okay နောက်တစ်ခေါက်ကျွန်တော်ပြန်ဝေးပြမယ်။ဒါကျွန်တော်တို့ဘာဖဲမှမစီထားအောင်เนาะကျွန်တော်တို့ပုံမှန်တိုင်းအောင်မယ်ကျွန်တော်တို့ဒီဖဲရဲ့အလုပ်လုပ်ပုံကိုကျွန်တော်တို့သိအောင်ရှင်းပြပေးရတာလည်းဖြစ်တယ် ါဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်မယ်ဒီမှာ၄ရှိမယ်ခုနှစ်ရှိမယ်၃ရှိမယ်၆ရှိအဲ့တော့ကျွန်တော်တို့က၄ရဲ့၃ရဲ့ခုနကပြောသလိုကျွန်တော်တို့ကနှစ်အိမ်မဲနိုင်တယ်နှစ်အိမ်ရှုံးတယ်โอเคเนาะအဲ့တော့နှစ်အိမ်မဲနိုင်တယ်နှစ်အိမ်ရှုံးတယ်ဆိုတော့အတွက်ကြောင့်ကျွန်တော်တို့ကကစားတဲ့ခါကျတော့ရှင်ကျွန်တော်တို့အသေးနဲ့တွားပြီးတော့ညက်ပြီးတော့ကျွန်တော်တို့ကတော့ကစားတာပေါ့เนาะဒါဆိုရင်ကျွန်တော်လီးဝဲပြီးပါလေလီးဝဲလို့ဟိုနေတဲ့အတိုင်းပဲနှစ်အိမ်မဲနိုင်တယ်နှစ်အိမ်မဲရှုံးတယ်โอเคနောက်တစ်ခေါက်ကျွန်တော် ပြန်ထပ်ကစားလာနော်ငါဘွဲငါဘွဲဒီကျွန်တော်ကစားပေးမယ်ပေါ်ရပဲဝင်ပေါ့နော်ကလေးပြန်တစ်ချက်ပဲထိုးမယ်โอเคကျွန်တော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ခုနလိုပဲကျွန်တော်တို့ကဒီမှာငါဘောပဲရှိရဆိုတော့အတွက်နဲ့အိမ်နိုင်မယ် ဒါတော့ကျွန်တော်အသာတော့အပွင့်နဲ့မကြည့်တော့ဘူးနော်ဒါရှုံးတယ်လို့ပဲတွက်လိုက်မယ်ဆိုတော့နှစ်အိမ်နိုင်မယ်နှစ်အိမ်ရှုံးမယ်အဲ့တော့ကျွန်တော်တို့ရဲ့အကြီးပိုင်းနဲ့ကင်နိုင်မယ်ဆိုလို့ရှိရင်တဝိုင်းလေးကိုနိုင်ကျင်တယ်ဆိုလို့ရှိရင်အသေးနဲ့ကြော်ပြီးကင်ပါဘူးနော်အကြီးရဲ့အလိုလိုပုံကကိုဖဲကောင်းတယ်လို့ဆိုလို့ရှိရင်ဝိုင်းတဲ့လူတွေလည်းဖဲကောင်းမှာပေါ့နော်အဲအကြောင်းမို့ကျွန်တော်တို့ကဖဲချူးတဲ့အခါမှာချူးတာကကျွန်တော်တို့ဘလောက်လောက်ချူးလဲဆိုတော့ခက်မှန်းပြီးတော့ဒီအပေါ်ပိုင်းရဲ့အသေးကိုပါကျွန်တော်တို့ကထပ်ပြီးတော့ထားမှာနော်ဥပမာတော့သုံးပုံနှစ်ပုံလောက်ချူးလဲဆိုရင်တို့ကဒီလောက်လောက်ချူးသွားမှာဖြစ်တဲ့အတွက်ကြောင့် ဒီဖဲကကိုရှိမာနဲ့ဘိုင်းကိုရှိကိုအပြေးကြမှာနော်ကျွန်တော်တို့တရားလေးရွက်ဝေလိုက်ပြီးငားရကြပါတော့ကျွန်တော်ရှိပြီးထက်ဝေလိုက်တဲ့ခါကျတော့ဒီဘက်နှိမ်တော့ပဲရောမယ်ဖဲကမလောက်တော့ဘူးနော်မလောက်တော့တဲ့အတွက်ကြောင့်သူတို့ရှိမှာကျွန်တော်တို့ကစအုံဆုံးဝေတဲ့အိမ်ကကျွန်တော်တို့ဖဲမကောင်းဘူးအကြီးမြွက်တော့ထက်နေတဲ့အတွက်ကြောင့်အဲ့တော့ကိုရှိကိုကြတော့အကြီးတွေ့ရနဲ့အသေးတွေ့နဲ့လာကြမှာဖြစ်တဲ့အတွက်ကြောင့်ဟိုကဖဲအပွင့်ကောင်းမိကြပါတော့ဒါကြောင့်ရှင်းနဲ့ကိုနဲ့လာကြပြီးတော့ကြရှင်းနဲ့ကိုနဲ့ကိုကဒီမှာအပေါ်ပိုင်းမှာရှင်းနဲ့ကိုနဲ့ကိုကျွန်တော်တို့သုံးလိုက်ဆိုရင်ဒီအောက်မှာကျွန်တော်တို့က အတီတို့ကျွန်တော်တို့ကလာဘဲတို့စီရမှာပေါ့နော်ဒီလိုမျိုးကလာဘဲစီမယ်ကလာဘဲရဲ့အပေါ်မှာကျွန်တော်တို့က30တို့တီတို့ဘာလို့စီလိုက်မှာပေါ့နော်အဲ့ဒါမျိုးဆိုရင်ကိုရှိကိုကတော့ကျွန်တော်တို့ဘာကြမလဲဆိုလို့ရှိရင်ရှီတို့ကိုလာကြမှာပေါ့နော်အဲ့ဒီပုံစံမျိုးအခုကျွန်တော်အောက်ကဝေတာကိုကျွန်တော်ထပ်ပြီးတော့ကစားပြအောင်နောက်ပြီးတော့ကြာရင်တော့ကျွန်တော်အသေးနဲ့ကြီးနဲ့ကိုရောပြီးတော့ကစားပြမှာပေါ့နော်ဘယ်အောက်ကဝေတာရောကျွန်တော်တို့ဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်လိုက် ျွန်တော်ပြောသလိုထိတ်ဆုံးဒီကျွန်တော်တို့အကြီးရွယ်တဲ့ကိုင်းနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝိုင်းတဲ့လူတွေကအကြီးတွေပဲထက်နေတဲ့အတွက်ကြောင့်ဖဲကောင်းမှုမလွယ်ဘူးအဲ့တော့ဖဲကောင်းတဲ့အိမ်ကကျွန်တော်တို့ဒုတိယအိမ်နဲ့အိမ်နောက်ဆုံးအိမ်တော့ပဲပေါ့နော်โอเค6 6ဆိုတော့ကျွန်တော်တို့ဒီမှာ9တိနေမယ်ဒီဘက်တိနေပေါ့နော်ခုနပြောတဲ့တရားကျွန်တော်အပွင့်တူတော့ကျွန်တော်ရှုံးနေလို့ပဲတတ်မှတ်လိုက်ပါနော်အဲ့တော့2အိမ်နိုင်2အိမ်ရှုံးโอเคကျွန်တော်ဘလူးပဲကစားကစားကျွန်တော်တို့2အိမ်နိုင်2အိမ်ရှုံးနေပဲကျွန်တော်တို့တွားနေမှာပဲ နော်တလိုင်းနဲ့ခြင်ထားတဲ့အတွက်ကြောင့်အဲ့တော့ဖဲမကောင်းတဲ့ဖဲတွေကိုကျွန်တော်တို့ကထပ်ပြီးတော့ခြင်မခွဲပြီးတော့မခြင်နေဘူးနော် ော့ကျွန်တော်တို့နောက်တစ်ပွဲဆက်ပြီးတော့ဝေကြည့်လိုက်မယ် Okay အဲ့တော့ဒီမှာဆိုရင်တော့ကျွန်တော်တို့အကုန်လုံးနိုင်နေပုံတော့ဒါလည်းကျွန်တော်တို့ကျွန်တော်ကြုံခဲ့ပုံတော့ဒါကျွန်တော်ဖဲစီပြီးကစားတာမဟုတ်လေတော်ဒါကအာဖဲအကြီးရွက်တည်းအလုံးလုံးပုံမှာကျွန်တော်ရှင်းပြတာဒါကျွန်တော်ကြုံခဲ့မလို့ဒါနိုင်သွားလဲဆိုပါတော့နော်ဘယ်နိုင်သွားလဲဆိုတော့ကျွန်တော်ကြော်လိုက်ပါတော့နော် တော့ကျွန်တော်နောက်တစ်ပွဲဆက်ဝင်မယ်နှစ်ပွဲပြီးပြီပေါ့နော်အဲ့ကူကြတယ်ရပါတော့။ Okay ။အဲ့တော့ဘာကြောင့်လဲကြားဆိုတော့ကျွန်တော်တို့အသီးတွေကိုကျွန်တော်တို့ကတ်ထားတာပွဲရေးရတအားများကြီးပေါ့နော်။၄၅၆ပွဲတော့ဖြစ်သွားပြီဆိုတော့အသီးတွေအင်းအသီးပိုင်းကြဖို့မလွယ်တော့ဘူးပေါ့နော်။ကျွန်တော်တို့အဲ့ကြောင့်မလို့ဟောဖဲရကျွန်တော်တို့၄၅၆ပွဲ9ပွဲတော့ဆော့ပြီလို့ရှိရင် ဖဲတော့ကကျွန်တော်တို့စီးစရာမလိုတော့ဘူးအော်တိုကိုအိမ်ကဖဲအော်တိုကောင်းသွားပြီပေါ့နော်အလိုလိုဖဲအတူတူကောင်းသွားပြီပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပထမဆုံးကြားတဲ့ကလိုင်းတစ်စဲကြဲဘူမန်းတီးရတာကြောင့်ကျွန်တော်တို့ကတ်လိုက်တယ်ကတ်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီဖဲကအဝေးယူသွားတော့သူ့မြေကတ်ထားတဲ့အတွက်ကြောင့်ကြာရင်လည်းဒီလိုနှစ်အိမ်ပဲကတ်ပြီးကြာမှာဖြစ်တဲ့အတွက်ကြောင့်ဟုတ်ပြီနော်နောက်တစ်ခုကကျွန်တော်တို့က9နှလုံးပါတယ်6နှလုံး6ကလေးလုံးပါတဲ့အတွက်ကြောင့်အဲ့လိုမျိုး6နှလုံးလုံး9နှလုံးလုံးကျွန်တော်တို့ကတ်ထားတဲ့အတွက်ကြောင့်ဒီလိုအိမ်ကတ်လိုက်ပဲကြာတယ်ဒီလိုက6နှလုံးကတ်ရကြတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကခုနကတော့ဖဲမကောင်းတော့ဖဲတွေကတ်ကတ်ထားတဲ့အတွက်ကြောင့်ဒီလိုကြာတယ်။ ဒါကြောင့်ကျွန်တော်တို့ဒီကလာဘေးတွေကိုကျွန်တော်တို့ကကိုရှိကိုစတိုင်မကြချင်ဘူးဆိုလို့ရှင်ဖဲကိုကျွန်တော်တို့ကဒီလိုမျိုးလေးကောက်ထက်လိုက်မယ်။ဘာတော့ဒါဆိုကလာဘေး2ရက်ထက်သွားပြီဆိုတာ။ဟုတ်ကဲ့နော်။အဲ့ဒါကလာဘေးခြားထဲမှာကျွန်တော်တို့9တူရက်ခန္ဓာထက်လိုက်တယ်ဆိုတော့ဒီကလာဘေးကကျွန်တော်တို့ကလေးမန်တစ်ချက်ထိုးလဲလို့ရှင်ဒီမှာတရင်ထက်ချမယ်ဆိုတော့ဒီကလာဘေးခြားထဲမှာနှိမ်ချမယ်ဒီကတရင်ချမယ်။အဲ့တော့တီးဘက်ကကိုရှိကိုလာရောက်ပြီနောက်တစ်ခါဝေးလို့ရှင်။ဟုတ်ကဲ့နော်။အဲ့တော့ကျွန်တော်တို့၃ပွဲပြီးပြည့်ပြီဗောနော်။နောက်တစ်ပွဲကျွန်တော်တို့စာကြည့်တယ်နော်။ โอเคဒါနီးပွဲမြောက်ပွဲကြီးပေါ့နော်ခုခုနဲ့6ငါ6အဲ့တော့ကျွန်တော်တို့နေရှုံးနေနေပေါ့နော်အော်အပွင့်တူလေးရှုံးနေလို့ပဲတက်မှတ်လိုက်ပေါ့နော်ဒါဆိုတအိမ်မဲနိုင်ပေါ့နော်โอเคအဲ့တော့လေးပွဲပြီးပြီပေါ့နော်ကျွန်တော်တအိမ်မဲနိုင်ပေါ့နော်တအိမ်မဲနိုင်ရဆိုတော့ကျွန်တော်တို့တစ်ချက်တော့ပြင်ကြည့်ကြည့်မယ် ဒါတော့ကျွန်တော်နောက်ဆုံးပွဲလေးပေါ့နော်ရှစ်ခွန်ချောက်ဘယ်နော်ချောက်ဆိုတော့ကျွန်တော်တို့နေအိမ်နိုင်နေအိမ်ရှုံးအဲ့တော့ကျွန်တော်တို့အခုကျွန်တော်တို့ဘာဖဲမှမစီပဲနဲ့ကျွန်တော်တို့အကြီးရွက်တည်ပြီးတော့ကျွန်တော်တို့ခွဲပြီးတော့အလုံးလုံးပုံကျွန်တော်တို့ကြီးလိုက်တဲ့ခါကျတော့ဖဲကနေအိမ်နိုင်နေအိမ်ရှုံးနေပါပဲ။ ဟုတ်ပြီနော်နှစ်အိမ်နဲ့နှစ်အိမ်ရှုံးနေတယ်ရှုံးနေပဲဖြစ်တဲ့အတွက်ကြောင့်အပေါ်ကပဲဝူဝီအောက်ကပဲဝူဝီဖဲပဲကန်ရမကန်ရကျွန်တော်တို့ဖဲမစီပင်တဲ့ကစားတော်မှာကျွန်တော်တို့ဒါနှစ်အိမ်နဲ့နှစ်အိမ်ရှုံးတဲ့ပုံစံမျိုးနဲ့တွားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွားတဲ့ပုံစံမျိုးကိုမှကျွန်တော်တို့ကဖဲစီပြီးတော့ပြန်ပြီးတော့ကစားတဲ့ခါကျလို့ရှိရင်ကိုယ့်အိမ်ကိုကိုလိုချင်တဲ့ဖဲတွေကိုကျွန်တော်တို့ကတီးတန့်ခွဲမှာပေါ့နော်ဥပမာကျွန်တော်တို့ကအကြီးပိုင်းနေရာမှာကျွန်တော်တို့တော်တော်ကြီးကြီးပေါ့ဥပမာကျွန်တော်ဒီမှာပေါ့နော်6ရဲ့ ငါခွန်ရှိကို30ငါပါမယ်ဗောနော်โอเคကျွန်တော်ဒီလောက်ဗောဒီလောက်ကိုကျွန်တော်ခဏမှတ်ထားလိုက်မှတ်ထားပြီးကျွန်တော်ဒီဘောကနေကျွန်တော်ဒီဒီအောက်ကနေကျွန်တော်ထားမှာဗောနော်ဒီအောက်ကနေကျွန်တော်ထားမယ်ချိုးတဲ့လူကကျွန်တော်တို့ဥပမာ3ဘုံ2ဘုံတော့နေချိုးသွားတယ်ဗောနော်ဒါဆိုရင်အောက်ပိုင်းမှာကျွန်တော်ကအဖေအကြီးကြီးပဲကျွန်တော်နိုင်တဲ့လောက်ကျွန်တော်စီးရတယ်ဗောနော်ဟိုက तू က3ဘုံဒီ2ဘုံတော့နေသူချိုးလိုက်တယ် ဘယ်တော့သုံးနှစ်ပုံလုံးနဲ့ချိုးလိုက်တယ်ကျွန်တော်တို့အောက်ဝေကစားမယ်ဆိုတဲ့အခါကျရင်အောက်ဝေကစားဝိုင်းဘယ်လိုလုပ်လို့လဲဆိုတော့တစ်ချက်လောက်ကြည့်ကြည့်လိုက်လေးပါ Okay ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီပုံမှာကလာပဲတွေကက်စီထားတာမဟုတ်ဘူး။ဒီလား။ဒါတော့ကျွန်တော်အသေးပိုင်းကိုလည်းတက်တက်ရှင်းပြပြီးတဲ့ခါကျလို့ရှိရင်တော့ အားလုံးသဘောပေါက်သွားတယ်မယ်အဲ့တော့အခြေပိုင်းကိုဘယ်လိုလုပ်လို့လဲဆိုတော့ကိုကျွန်တော်ဒီဗီဒီယိုကြည့်ပြီးတဲ့အခါကျရင်ဘာမှအအရင်ဆုံးနိုင်ငံရဲ့စိတ်ကိုမလောပါနဲ့နိုင်ငံရဲ့စိတ်ကိုမလောဘဲနဲ့ကျွန်တော်တို့အဲ့ဒီအခြေပိုင်းအလုံးလုံးပုံကိုကိုယ်တိုင်လေ့လာကိုယ်တိုင်ပွဲရည်မြတ်ကစားပါတော့ဒီနေ့ပွဲ20လောက်ကျွန်တော်တို့စမ်းပြီးကစားခုနကကျွန်တော်ပြောသလိုအပေါ်ဝင်ငားလေအောက်ဝင်ငားလေအဲ့လိုမျိုးကစားကစားကစားပြီးလို့ရှိရင်ကျွန်တော်တို့က ကိုမကောင်းတဲ့ဖိမကြိုက်တဲ့ဖိရွက်တွေကိုကျွန်တော်တို့ကကတ်ပြီးတော့ထပ်ထပ်ပြီးကျွန်တော်ကလပ်မှာတစ်ချက်ပဲထိုးမယ်။ဘာကြောင့်တစ်ချက်ပဲထိုးလဲဆိုတော့တိန်ကြားသည်ရောက်တော့တိန်ဖဲတွေ့သည်ဝင်သွားတဲ့အတွက်ကြောင့်တိန်ကြားသည်ပြန်ကြပါမယ်။အဲ့ဒီဖဲတွေကပြန်ကြလာမှဖြစ်တဲ့အတွက်ကြောင့်အာချိုးတဲ့လူရဲ့နောက်ပိုင်းကျလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီဟာကိုကောကောနားလဲဝါပြီဆိုလို့ရှိရင်ကျွန်တော်တို့ထပ်လာတဲ့ဖဲကဘယ်နေရာမှာဘယ်ရွက်တွေရှိလဲဆိုတော့ကောကောမှတ်မိပါပြီဆိုလို့ရှိရင်ချိုးတဲ့လူရဲ့လက်ကိုကျွန်တော်တို့ကြည့်ပြီးတော့ကိုလိုချင်တဲ့ဖဲကိုကျွန်တော်တို့ကကိုလိုချင်တဲ့နေရာမှာစီလို့ရပြီအကြမ်း။အော်လုံးလုံးစင်မှာတော့အဲ့လောက်ထိကျွန်တော်တို့မမျှော်မှန်းတာနေဘူးနော်။ အော်လက်ရှိမှာတော့ကျွန်တော်ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့ရိုက်နေတဲ့လူတွေလည်းရှိရပါတော့။ဟောဒါမှမဟုတ်နောက်ပိုင်းမှာရိုက်ဖို့လို့အခုလက်ရှိလေ့လာနေသေးလူတွေအတွက်တော့အချိန်ရတဲ့အတွက်ကြောင့်ဖြည်းဖြည်းချင်းလေ့လာပါ။ကျွန်တော်ဖြည်းဖြည်းချင်းပဲပုံမှန်ချင်းပဲဒီနေ့ကိုဒီနေ့ကိုပွဲ20လောက်ကိုပါတာကိုမိမိပါတာမိမိတို့တောက်တယ်ပေါ့နော်ကစားကြည့်ပေါ့အစမ်း။ဒါပေမဲ့ဘယ်လိုအချင်းနဲ့အတင်းနဲ့ကိုခွဲလိုက်ခွဲပြန်ကတော့ကျွန်တော်ကစားသလိုအချင်းတစ်လိုင်းနဲ့ဟိုမှာကျွန်တော်တို့ဖဲကိုကျွန်တော်အတိုင်းပုံမှန်တိုင်းဒီကစားပေါ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့လူချင်းနဲ့ဖဲကိုဝိုင်းထဲမှာတွားပြီးတော့တိရချင်းစီတွားစီလို့အဆင်မပြေဘူးလေရမလား။ အာငမူးမယူနေတယ်ဆိုလို့ရှိရင်ပြဿနာကြီးတက်ကုန်လိုက်မယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဖဲစီရလွယ်အောင်ကျွန်တော်တို့မကြိုက်တဲ့ဖဲကိုကျွန်တော်တို့ကခဏကော့ပြီးတော့ကတ်ထားလိုက်တာနော်ကတ်ထားလိုက်ပြီးတော့မှကစားတဲ့ပုံစံပေါ့နော်ဒါပေမဲ့နောက်ပိုင်းကျရင်တော့ကျွန်တော်ကက်တီကိုကျွန်တော်တို့လူချင်းတဲ့ကက်ကိုပဲတည်တန်း control လုပ်တဲ့နေကိုကျွန်တော်ထပ်ပြီးတင်ပေးမယ်ဒါကတော့ကျွန်တော်တို့အာကျွန်တော်ကစားတဲ့50 50ကစားနေကိုကျွန်တော်သဘောပေါက်အောင်အလွယ်ဆုံးပြောပြပေးရဖြစ်တယ်အဲတကူးတကာကြီးကျွန်တော်ဖဲလိုက်စီရတာမရှိဘူးပေါ့နော်ခုနဆိုလို့ရှိရင်ကျွန်တော်ကစားနေနဲ့အောက်ကဖဲလို့ပဲကျွန်တော် အရေးအတွက်ကိုခက်မှန်းပြီးတော့เนาะငိုင်းစာကျွန်တော်တို့ခက်မှန်းပြီးတော့ကျွန်တော်တရားငိုင်းစာကိုငိုင်းစာတော့မဟုတ်ဘူးเนาะကျွန်တော်လေးရင်စာကိုကျွန်တော်ခက်မှန်းလိုက်တယ်လေးရင်စာအာရှိရပါတော့เนาะရှိရကိုကျွန်တော်တို့ခက်မှန်းပြီးတော့သူချိုးမဲ့အနေထားလောက်ရဲ့နေရာမှာကျွန်တော်ကတော့ထည့်ပြီးတယ်လေတော့ထည့်ပြီးတဲ့အတွက်ကြောင့်အနာမှာကိုလိုချင်တဲ့ဖဲတွေရှစ်တီကိုလိုကျွန်တော်တို့ထားလိုက်တယ်အဲ့ဒီရှစ်တီကိုရဲ့အပေါ်မှာကလာဘင်းနဲ့ဒစေဘေးကိုညှက်ထားလိုက်တဲ့အတွက်ကြောင့်ကျွန်တော်အိမ်ကအော်တိုကူးကြတာအရန်လွယ်ပေါ့နော်နောက်ပိုင်းကျလို့ကျွန်တော်တို့ကပ်ကိုကောင်းကောင်းလေး control လုပ်နိုင်မှလို့ရှိရင်တော့ဒါကကစားတာအရန်လွယ်ပါတယ် တော့ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကစားသလိုပဲအချိန်ရများစွာကစားပါအချိန်ရများစွာကစားတပတ်လောက်တော့ပေါ့နော်ဒီနေ့ကိုဝင်းနေစလောက်ကျွန်တော်တပတ်လောက်ပုံမှန်နဲ့ကစားကစားပြီးပါလို့ရှိရင်တော့နောက်လေးကြရင်ကျွန်တော်အသေးနဲ့ရောပြီးတော့ကျွန်တော်ကစားပြမယ်โอเคကျွန်တော်အသေးပိုင်းတော့ကျွန်တော်မကိုင်းဘူးเนาะအသေးပိုင်းကကျွန်တော်အကြီးနဲ့တွဲပြီးတော့ကိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါနောက်အသေးပိုင်းဗီဒီယိုတော့ကျွန်တော်မကစားပြတော့ဘူးနောက်ဗီဒီယိုကြရင်တော့ကျွန်တော်အဲ့ဒီအကြီးကိုမှကျွန်တော်တို့အသေးနဲ့ရောပြီးတော့ကိုယ့်အိမ်ကိုရှိတို့ကိုကိုရှိကိုကြောက်အောင်ပေါ့နော်ဘယ်လိုကစားမလဲဆိုတော့ကျွန်တော်ရှင်းပြပေးမှဖြစ်တယ် โอเคแล้วจิชูอัพไปจ้ะเดี๋ยวเอาชิ้นนี้ดาวจิชูติดมาเลยเปียรอบหน้าวิดีโอนี้เดี๋ยวส่งให้เจ้าหมดเนาะบ๊ายบาย